ထရမ်ရဲ့ကြောင့် RFA နဲ့ VOA လုပ်ငန်းလဲပတ်မှုအဟတ်တန်ဖြစ်ပေါ် United States Agency for Global Media USAGM ကိုတခြား agency တချို့နဲ့အတူမလိုအပ်တဲ့အဖွဲ့အစည်းဖြစ်တတ်မှတ်ဖြစ်သိမ်းလိုက်ကြောင်းအမေရိကန်အစိုးရအင်ဖြူတော်ကမတ်လ14ရက်နေ့ကထုတ်ပြန်ထားတာကို Writer သတင်းမှဖော်ပြထားပါတယ် ဒါကြောင့် USAGM အောက်မှာလုပ်ငန်းလှည့်ပတ်နေတဲ့ American ခြေဆိုင် American အသံ VOA နဲ့လွတ်လပ်တဲ့အာရှအသံ RFA သတင်းဌာနတွေလုပ်ငန်းလှည့်ပတ်ဖို့အတွက်အဟအသားတွေဖြစ်ပေါ်ခဲ့ပါတယ်။သတင်းဌာနတွေကိုစီမံကိန်းတွေတဲ့ Global Media USAGM အစိုးရ Agency နဲ့တခြားအစိုးရ Agency 6ခုရဲ့လှုပ်ရှားဆောင်ရွက်မှုတွေကိုအနည်းဆုံးဖြစ်အောင်ထားရမယ်ဆိုတဲ့ညွှန်ကြားချက်ထွက်ရှိလာတာဖြစ်ပါတယ်။ အဲ့ဒီအသေးပေဟာဌာနတွေကိုလုံးဝဖျက်သိမ်းတာမျိုးမဟုတ်ပဲပြန်လဲဆေးဆေးပြီးရွေးချယ်သူကိုရွေးချယ်ရှော့ချသူကိုရှော့ချတာမျိုးတွေလာမယ့်ရက်ပိုင်းအတွင်းမှာလုံလနိုင်ဖွယ်ရှိတယ်ဆိုပြီးအသေးပေဖွင့်ဆိုမှုတွေလည်းရှိနေတာဖြစ်ပါတယ်။တမရကမလို့အပ်ဘူးလို့ဆုံးဖြတ်ထားတဲ့အစိုးရလုပ်ငန်းတွေရဲ့ပြူရိုကရေစီရံတရားတွေကိုဆက်လက်ရှော့ချဖို့ရည်ရွယ်ချက်ဖြစ်တယ်လို့မလာဆက်လေးရေးဆွဲနေထုတ်ပြန်ခြင်းမှာဖော်ပြထားပါတယ်။ ဥပဒေအရလိုအပ်တယ်လို့ပြန်ထန်းထားတဲ့ဌာနတွေမှာလုပ်ငန်းနဲ့ဝန်ထမ်းတွေကိုနည်းနိုင်သမျှအနည်းဆုံးထိရှော့ချဖို့နဲ့ဥပဒေအရလိုအပ်ချက်အဖြစ်ပြန်ထမ်းမထားတဲ့လုပ်ငန်းကိုဖျက်သိမ်းရမယ်လို့တမရအမိန့်မှပြောထားပါတယ်။ VOA အပါအဝင်တရင်လုပ်ငန်းပေါင်း6ခုကိုကြည့်ကြတဲ့ USAGM ဟာကဘာသောဘာသာစကားစုစုပေါင်း64မျိုးနဲ့ရုပ်သံထုတ်လွှင့်နေတာဖြစ်ပါတယ်။ VOA မြန်မာပိုင်းမှာ အချင်းပြည့်အစိုးရဝန်ထမ်းအဖြစ်အလောက်လောက်ကိုင်းနေသူတွေစီအလောက်ကနေချက်ချင်းခွဲပေးပြီးရုံးကိုလမ်းရောက်ဆရာမလို့တဲ့ညွှန်ကြားချက်အီးမေးလ်တွေရရှိလာကြောင်းသိရပါတယ်။ရုံးထဲမှာရှိနေနေသူတွေထဲကအီးမေးလ်ဝင်လာတဲ့သူတွေကိုရုံးကနေထွက်ခွာပေးရမှာဖြစ်ပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။